ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်တို့ဂျပန်မှာခီးသွားလာတဲ့အခါဒါမှမဟုတ်နေထိုင်တဲ့အခါမှာတည်ထားတဲ့အရေးကြီးရဲ့ယဉ်ကျေးမှုဆံရအလေးချင်တွေကိုပြောပြပေးခြင်းပါတယ်ဂျပန်နိုင်ငံမှာနေတဲ့လူတွေအားဆိုလို့ရှိရင်တော့သူတို့အိမ်ထဲမှာဖက်နှက်စီးခြင်းမပြုကြပါဘူးသူတို့အိမ်တွေရိုးရာတဲခုခန်းတွေအင်းတွေဖျားချောင်းတချို့နဲ့စားတောက်ဆိုင်တချို့မှာသူတို့ဝင်ရောက်တဲ့အခါမှာဖက်နှက်ချွတ်ကြပါတယ်ဒါပေမဲ့သူတို့အိမ်နေထဲမှာအဖက်နှက်ကိုစီးမယ်ဆိုလို့ရှိရင်သူတို့ ဂန်ကန်လို့ခေါ်ရဲပေါ့နော်အဝင်ပေါက်နေရာမှာသူတို့ချွတ်ထားပြီးတော့အိမ်တွင်းစီးဖက်နယ်လေးစလစ်ပါကိုပြောင်းလဲပြီးတော့စီးကြပါတယ်ဒါသူတို့ရဲ့အလေးထားပါနောက်တစ်ချက်ကကြတော့သူတို့အများဆုံးတည်ယူပို့ဆောင်ရေးရင်တွေယထာပေါ်တွေမှာအဲသူတို့ဖုံးပြောခြင်းမပြုတ်လောက်ကြပါဘူးခင်ဗျာယထာဘတ်စကားပေါ်မှာအဖုံးပြောခြင်းဟာမရင်ကြီးရရောက်တယ်လို့သူတို့ယူဆကြပါတယ် ဲ့ကြောက်ကြောက်စူညံတန်းကိုအ ਨੇ ဆုံးဖြစ်အောင်ထိမ့်သိမ်းထားတယ်လို့ညှော်လင့်ပြီးတော့သူတို့ဖုံးခုံဆိုမှုကိုတတ်မှတ်ထားတဲ့နေရာတချို့မှာဒါသူတို့ခီးဝေးသွားတဲ့နေရာပေါ့နော် တတ်မှတ်ထားတဲ့နေရာတချို့မှာဒါသူတို့ဖုံးပြောခြင်းကိုပြုလုပ်ကြပါတယ်များတော့အားဖြင့်သူတို့အများဆုံးတည်ယူပို့ဆောင်ရေးရင်ပေါ်မှာဖုံးပြောခြင်းရှားပါပါတယ်နောက်တစ်ချက်ကသူတို့ဂျပန်မှာတစ်မန်းနီးပေးတာကိုသူတို့မပြုလုပ်ကြပါဘူးဂျပန်ရင်ကျဲမှုနဲ့အစိပ်ပိုင်းမဟုတ်တလို့တချို့ကိစ္စတွေမှာရိုင်းဆိုင်နေလို့သူတို့ကတတ်မှတ်ယူဆကြပါတယ် ထူးချွန်တဲ့သူတို့ဝန်ဆောင်မှုအနေနဲ့ပြုလုပ်ထားတဲ့အတွက်သူတို့ကဂျေစုတင်ပါတယ်ခါ့ကိုတေးချာချာညွတ်ပြီးတော့ဂျေစုတင်တဲ့ဟာကသူတို့အတွက်ပေါ့နော်ယဉ်ကျေးမှုအနေနဲ့ဂျေစုတင်ခြင်းကိုပြယုပ်အနေနဲ့ပြုလုပ်ကြပါတယ်သူတို့တင်မန်းကြီးပေးခြင်းကိုသူတို့လုံးဝလုံးဝလက်မခံပါဘူးပြုလုပ်လို့လည်းမရှိပါဘူးနောက်တစ်ခုကကျတော့ဂျပန်မှာအမိုက်ပုံးတွေသူတို့ရှားပါနေတဲ့အမိုက်ပစ်ခြင်းမပြုပါဘူး1995ခုနှစ်ကသူတို့စတင်ပြီးတော့ဗောနော်လုံခြုံရေးအစီအမံတွေကြောင့်သူတို့အများသုံးအမိုက်ပုံးတွေ တော်တော်များများရှားပါလာခဲ့ပါတယ်။ဒီကြားထဲမှာဂျပန်ဟာတန်ရှင်းနေရခြင်းဟာသူတို့တွေရဲ့အမိုက်တွေကိုသူတို့အိမ်မှာပဲတည်တည်ချာချာထုတ်ပိုးပြီးတော့တင်ဆဲထားပါတယ်။တင်ဆဲပြီးတော့မှသူတို့အမိုက်ပြစ်တဲ့အချိန်ရောက်တော့မှသူတို့အမိုက်ဆိုအမိုက်အချောက်ပြီးတော့နောက်တစ်ခါ recycle ပြန်သုံးလို့ရတယ်အမိုက်ဆိုပြီးတော့တည်တည်ချာချာခွဲနံပြီးတော့သူတို့အမိုက်ပြစ်ကြပါတယ်။အဲ့အတွက်ကြောင့်ဂျပန်ဟာကြည့်လိုက်လို့ရှင်အများတိုင်းပဲလမ်းနေပါပဲဖြစ်ဖြစ်အမိုက်မရှိနေတာကိုတွေ့ရပါတယ်အဓိကကတော့သူတို့အမိုက်တွေကိုချက်ချင်း ရှားပါတဲ့အတွက်အမိုက်ကြည့်ခြင်းဟာရှားပါတဲ့အတွက်သူတို့အမိုက်သူတို့အမိုက်တွေကိုအိမ်ထဲမှာပဲတင်းသားလေးရှိကြပါတယ်။နောက်တစ်ချက်ကကြတော့သူတို့ဓာတ်လီကားစီးတဲ့ခါမှာစကားပြောဆိုခြင်းမပြုလုပ်ကြပါဘူး။ဓာတ်လီကားကိုသူတို့ကတိတ်ဆိတ်တဲ့နေရာအဖြစ်သတ်မှတ်ထားပြီးတကားပိတ်လိုက်တာနဲ့စကားပြောဆိုခြင်းကိုသူတို့ရပ်လိုက်ပါတယ်။အတန်ချေချေနဲ့စကားပြောဆိုခြင်းဟာခီးသွွားပြည်လူတွေကိုသူတို့မလေးမစားပြုလုပ်တယ်လို့သတ်မှတ်ကြတဲ့အတွက်ဓာတ်လီကားစီးတဲ့အခါမှာစကားပြောဆိုခြင်းကိုသူတို့မပြုလုပ်ကြပါဘူး။ဟုတ်ကဲ့ပါ။ အချက်တွေအများကြီးတဲ့မှာမှာဒီအချက်တွေကဂျပန်မှာကြီးသွားတဲ့အခါမှာဒီလိုနေထိုင်တဲ့အခါမှာအရေးကြီးရဲ့ယဉ်ကျေးမှုဆိုင်ရာအလေးထားတွေကိုအချင်းချင်းပြောပြပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်